အားလုံးပဲမင်္ဂလာပါအာဆင်နယ်တင်းကတော့နယူကာဆယ်ကွင်းမှာနှစ်ကိုးတကိုးနဲ့နိုင်ပြီးတော့ထိပ်ဆုံးမှာဥဆောင်နေတဲ့လီဗာပူးတင်းနဲ့နှစ်မှတ်တာကွာဟားလို့တာဖြစ်ပါတယ်အာဆင်နယ်တင်းကလီဗာပူးကိုရှုံးပြီးတဲ့ပွဲအပြီးမှာတော့အာဆင်နယ်အတင်းဒါနီးပြအတီတာကစားကွက်ကိုပြောင်းလိုက်ပါတယ်အဲ့ဒီကစားနည်းကတော့ဒါကျွန်တော်တိတိတတ်တာမြင်တွေ့ရပါတယ်အပွဲစဉ်ဒါနောက်ဆုံးလီဗာပူးကိုတကိုးကိုမရှိနဲ့လီဗာပူးအင်ကွင်းမှာရှုံးပြီးတဲ့အချိန်မှာတော့ဒါနီးပြအာဆင်ဝန်ကာလက်ထက်မှာတုံးပြုတ်ခဲ့တဲ့ဒါ တစ်ချက်တိကစားဟန်ကိုနိပြအာဒီတာကအသုံးပြုနေပါတယ်။ဒါပေမဲ့လည်းဒါကိုလက်ရှိအာဆင်နယ်ကစားသမားတွေကကောင်းကောင်းမွန်မွန်ကစားနိုင်ခဲ့ခြင်းမရှိသေးပါဘူး။နိပြအာဒီတာကလည်းဒါလီဗာပူးအသင်းကိုရှုံးပြီးတဲ့ပွဲပြီးမှသာဒီကစားနည်းကိုထုတ်သုံးလာတာကိုတွေ့ရပါတယ်။ဒါပေမဲ့အာဆင်နယ်ကစားသမားတွေကကောင်းကောင်းမွန်မွန်ကစားနိုင်ခဲ့ခြင်းမရှိသေးဘဲနဲ့ဘောလုံးပြတ်တဲ့အထိဒါနောက်တန်းမှာအထူးသဖြင့်နောက်တန်းမှာဒါတွေ့ရတဲ့ မက်မက်စကွာရာတို့တို့ကစားသမားတွေကတော့ဒါတချက်တိကစားတကွက်မှာအံဝယ်မကျတဲ့ပဲနဲ့ဘောလုံးပြတ်နေတာတွေတွေ့ရပါတယ်ဒါပေမဲ့အန်တရေကိုအရမ်းများတဲ့ကစားပုံစံမျိုးကိုရောက်နေရပါဒါပေမဲ့လည်းအာဆင်နယ်ဟာဒါလက်ရှိချိန်မှာကစားကွက်တွေပြတ်နေပေမဲ့လည်းဒါလီဗာပူးကိုရှုံးပြီးတဲ့ပွဲနောက်ဆုံးကစားခဲ့တဲ့ပွဲအားလုံးမှာအာဆင်နယ်တင်းဟာဘောလုံးပိုင်ဆိုင်မှုအဖြစ်ပြန်မြ60ရာခိုင်နှုန်းကျော်မှာဒါရှိနေတာပါလီဗာပူးကိုရှုံးပြီးတဲ့ပွဲပြီးမှာတော့ဒါ foreign နဲ့ပွဲမှာ ဘုံလုံးပိုင်ဆိုင်မှု55ရက်နောက်ရာခိုင်နှုန်းရှိပြီးတော့ဘိုးဘော့ကန်သူမှု76ချိန်တိရှိခဲ့တယ်။ပြီးပါအုံနဲ့ပွဲမှာလို့ဘုံလုံးပိုင်ဆိုင်မှု62ရာခိုင်နှုန်းထိရှိပြီးတော့မှဂိုးတွင်းဒါဘုံလုံးဂိုးကန်သွင်းမှု77ချိန်တိရှိခဲ့တယ်။နောက်ဆုံးနောက်ဆုံးမဟုတ်ပါဘူးမန်စီးတီးနဲ့ပွဲမှာတော့ဒါဘောလုံးပိုင်ဆိုင်မှု69ရာခိုင်နှုန်းထိရှိခဲ့ပြီးတော့မှဂိုးပေါက်ကန်သွင်းမှု12ချိန်ထိရှိခဲ့တယ်။ဒါ EFL ပွဲမှာတော့ဘောလုံးပိုင်ဆိုင်မှုက83ရာခိုင်နှုန်းထိရှိတယ် အသေးငယ်နဲ့ကစားခဲ့ရတဲ့ဆိုပေမဲ့၁၁၁ရာခိုင်နှုန်းထိဒါဘောလုံးပိုင်ဆိုင်မှုယူခဲ့တဲ့အာဆင်နယ်ရဲ့တစ်ချက်ထိကစားဟန်ကတော်တော်လေးကိုကောင်းတယ်လို့ကျွန်တော်တို့ပြောရမယ်။နယူးကာဆင်နယ်ပွဲမှာတော့အာဆင်နယ်တင်းဟာဘောလုံးပိုင်ဆိုင်မှု၆၄ရာခိုင်နှုန်းထိရှိခဲ့ပြီးတော့မှဂိုးကန်သွင်းမှု၂၀ထိတောင်ရှိခဲ့ပါတယ်။ဆိုတော့နီးပြအာတီတာဒါအာဆင်ဝန်ကလည်းတစ်ခါအာဆင်ဝန်ကရဲ့ကစားဟန်ကိုနီးပြအာတီတာကအသုံးပြုလာတဲ့ခါမှာတော်တော်လေးကိုကောင်းလာလာတွေ့ရပါတယ်။တဖြည်းဖြည်းနဲ့ကောင်းလာခဲ့တာပေါ့နော်။ အာနယူကာဆင်းရဲပွဲမှာတော်တော်လေးကိုယုံလိုက်ရတယ်ဆိုပေမဲ့လည်းတချက်တိကစားနီးကဂိုးရဖို့အခွင့်အရေးပိုများတယ်ဆိုတာတွေ့ရပါတယ်။ဒါပေမဲ့လည်းတိုက်စစ်မှုတွေကိုမတွင်းနိုင်ခဲ့ဘူး။ဒါကစားကွက်ပိုင်းမှာအားနည်းချက်တိရှိသေးပါတယ်။ဒါကိုတော့နောက်ထပ်ဗီဒီယိုမှာကျွန်တော်တည်တံ့ပြောပြပါမယ်။ဆိုတော့လို့ဆက်ပြောချင်တာကတော့အနိပြအတိတာအစ်စ်တုံးလိုက်တဲ့တချက်တိကစားနီးဒါအာဆင်မန်ကရဲ့ကစားဟန်2003လောက်အာဆင်နယ်ကစားသမားကြီးကစားခဲ့တဲ့ကစားနီးပြီးရင်ဘာစီလိုနာစပိန်စတဲ့ အတင်းတွေကစားခဲ့တဲ့ကစားနည်းကိုနီးပြအာတီတာကသုံးလာတဲ့ခါမှာအာဆင်နယ်ကနောက်ဆုံးပွဲတွေမှာတော့နိုင်ပွဲတွေလီဗာပူးကိုရှုံးခဲ့တဲ့ပွဲကလွှဲရင်ဒါနိုင်ပွဲတွေကိုတောက်လျှောက်ရယူခဲ့တယ်လို့ဂိုးပေါက်ကန်သွမှုက10ချိန်အထက်မှာပုံမှန်ရှိနေပြီးတော့မှဘောလုံးပိုင်ဆိုင်မှုက60ရာခိုင်နှုန်းကျော်မှာပုံမှန်ရှိနေတာဖြစ်ပါတယ်။အင်မတန်မှကောင်းတဲ့အခြေအနေလို့ပြောရမှာဖြစ်ပါလေ။လက်ရှိမှာတော့ကစားသမားတွေကဒီတစ်ချက်တည်းကစားနည်းမှာအဝင်ကွန်ကြမရှိဘဲနဲ့ဘောလုံးပြတ်တာလေးပေးဖို့မှမတိကျတာလေးရှိနေပေမဲ့လေဒါနောက်ထပ်၄-၅ဒါအခုဆိုတော့ အာပရီးမီးယားလိပွဲစဉ်30ပြီးဆုံးသွားတဲ့ချိန်မှာတော့အာဆင်နယ်ရဲ့လက်ရှိကစားနေတဲ့ကစားပုံစံတစ်ချက်ထိ one touch ကစားနည်းဟာအာဆင်နယ်ကကောင်းကောင်းမွန်မွန်အသုံးပြုလာပြီးတော့မှဒါအတင်းတိုင်းကိုဘောလုံးပိုင်ဆိုင်မှုအတားစီးနဲ့ဂိုးပေါက်ကန်သွင်းမှုတွေဒါအနိုင်ပိုင်းမှုတွေကိုတောက်လျှောက်လှုပ်လာနိုင်မယ်လို့ကျွန်တော်ကတော့ထင်မြင်ယူဆပါတယ်။ဒါကျွန်တော်အင်မတန်မှမျှော်လင့်နေခဲ့တဲ့ကစားနည်းကစားဟန်ကိုနိပြအာတီတာကထုတ်တုံးလာတာဖြစ်ပါတယ်။ဒါပေမဲ့လိုင်းဒီဘောလုံးဒါ စားဓမ္မခင်းကျင်းမှုဘိုင်းကတော့လိုအပ်ချက်တွေရှိနေပါသေးတယ်။ဒါကိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုမှာဆက်ပြီးပြောပြသွားမှာဖြစ်ပါလေ။ဆိုတော့လက်ရှိအာတီတာတုံးပြနေတဲ့ကစားနီးကတော့433 43အာတင်းနှစ်ပုံစံလေးတုံးတင်းနှစ်တော့မဟုတ်ပါဘူးလေးနှစ်သုံးတင်းပုံစံမျိုးကိုခင်းချင်းပြီးတော့ကစားနေတာဖြစ်ပါတယ်ဆိုတော့လက်ရှိအဒေတာပြုအသုံးပြုနေတဲ့ကစားကွက်ကတော့ပြောစရာလေးရှိပါသေးတယ်ဒီတန်ဗီဒီယိုနဲ့ပြောပြပေးမှဖြစ်တဲ့အတွက်နားထောင်ခြင်းတော့ လိုက် subscribe လုပ်ထားလို့ရပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြပါမယ်နောက်ထောင်ပေတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်